။အမေဒီလာမှာသွားသွားစီးရ။မေဒီလာစီးရ။အမေဒီလာဆိုဂရင်း900။ဘာမှလည်းစီးရဂရင်း900မှာလည်းစီး။ဂရင်း900တက်တာမှာပေါ့။ဂရင်း900တက်တာ။တက်တာဆိုရင်သူကကြောက်ကက်စီးကအကုန်ကျွန်တော်တို့အရသားဆိုပေါ့။ဘောလုံးကုန်ကားပြီးကုန်ကားပြီးရကြောက်ကတ်တခါစီးခုနတောင်းဝဲကျန်တာဈေးရောက်မှာဈေးရောက်မှာဈေးရောက်ခုနတောင်းဝဲ900ဆိုတော့ကျွန်တော်ပြည်သူဈေးရောက်မဟုတ်ဘူးဩအစိုးရဈေး စစ်စီဟောစစ်စီအောင်မစီစစ်စီမှမရဇောမစီဇောအပြင်စီပြင်စီစီရောအပြင်စီစီစီကတသိန်းတသောင်းကျနာဝေရတာပေါ့ကြောက်ကက်တူတွေးချစီတို့တွေးရတူစီအကုန်ဝင်ရတာဒီ900မှာလည်းအကုန်ဝင်ရတာဘို့တပတ်နှစ်ခါတပတ်နှစ်ကြိမ်အဲ့ကြတော့ဘလို့တိုးတက်လာလားဘလို့ဖြစ်လဲကျွန်တော်တို့ကြောက်ကက်စီရဲ့ဆိုကြောက်ကက်ပြတ်သွားတဲ့လူများတယောက်ကကြောက်ကက်အစားထိုးနိုင်တူမထိုးနိုင်ကြောက်ကက်စီရဲ့တည်တဲ့ထိပဲစီရမှာတခြားနီလမ်းမရှိဘူး ယာယီကြောက်ကက်စီတဲ့လူနာနဲ့ဒီကြောက်ကက်နှလုံးလုံးပြတ်သွားတဲ့လူနာနဲ့ကမတူဘူးယာယီကြောက်ကက်စီတဲ့လူနာကျတော့အချိန်ခဏတာပဲစီရတာကျွန်တော်တို့ကကြောက်ကက်ပြတ်သွားတဲ့လူနာဆိုတော့ဒီကြောက်ကက်ကနေပြီးဆဲအစ်စ်တွေပြန်လဲမတီဆောက်ပြီးတော့ကျတော့ကျွန်တော်တို့ကဒီကြောက်ကက်ပြတ်သွားပြီးတော့ဘာမှလုံးလုံးမရတော့ဒီကြောက်ကက်စီရင်စီကြောက်ကက်တက်နိုင်လို့ရှိရင်ကြောက်ကက်အစားထိုးတဲ့နေရာရှိရပေါ့ဒါနဲ့ကြောက်ကက်အစားထိုးရင်တော့ကြောက်ကက်စီစရာမလိုတော့ဘူးပေါ့ဒီကြောက်ကက်စီတော့ဒီတည်တဲ့ကြောက်ကက်အစားထိုးဖို့ကြတော့ကြောက်ကက်အစားထိုးဖို့ကြအခုတော့ ကျောက်ကဲအစားထိုးဖို့လူရှင်တော့ကျောက်ကဲပေးမဲ့လူရှင်တော့ရှိရပေါ့ဒါပေမဲ့ငွေကြီးကမတက်နိုင်ဘူးလိုအပ်နေသိန်းမြမပြီမှာထိုးရင်သိန်း950လောက်ကုန်မယ်တဲ့အဲ့လောက်တက်နိုင်လို့ရှိရင်ထိုးလို့ရတာပေါ့ဘူကတော့ကျောက်ကဲပုံမှန်စီးနိုင်မှုမနည်းဘွားဖြစ်မြဲတပတ်ကိုနှစ်ချိန်ဆိုတော့လေပြီးကျွန်တော်ကျောက်ကဲစီးရတာပြည်ဝင်မှာကျောက်ကဲစီးစင်တာမရှိဘူးမိထီလာသွားရတာပေါ့အဲ့တော့ကျောက်ကဲစီးဖို့အတွက်ကြတော့ဒီပုံမှန်ဟိုကုန်ကြတဲ့ဈေးကြတော့ဘယ်ကနေဝင်လဲ သူအလူရှင်ချာပြီးတော့ပဲစီးနေရတာမတက်နိုင်ဘူးဟုတ်ကဲ့စီးရပထမနှစ်နှစ်လောက်ကတော့နှစ်နှစ်သုံးနှစ်လောက်ကတော့ကိုယ့်အကူစီးတာပေါ့6နှစ်ဆိုတော့အချိန်ကြတော့မနေမတက်နိုင်တော့ဘူးတပတ်ကိုအနည်းဆုံးကိုကြီးကလမ်းစေးကလည်းရှိပြည့်ကျွန်တော်ကလမ်းလိုင်းကားနဲ့သွားတာဆိုလေတယောက်တည်းသွားတာအိမ်မအမီကလည်းစစ်ချင်းတဲ့အတိုင်းအကျိုးဆိုအကျိုးနေရောလေအကျိုးနေတော့အိမ်မတားမိနေအောင်ထဲနေတာဟုတ်လားအဖေကဘယ်လိုပြောအမီနဲ့စကားများပြီးထွက်သွားတာ တနေ့လောက်ရှိလေအတူဒီရင်စားဖို့နေကြမလို့အခုကျွန်တော်တော့မလုံနိုင်အပဒီလောက်ရှိဖို့ပူတယ်တဲ့ကနေစားနေရတာပေါ့အဲလူငွေပူတယ်တဲ့ပူတယ်တဲ့စားရတာဩဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ပေါ့နော်ပျော်ပွဲမြို့လည်းပေါ့ပျော်ပွဲမြို့လည်းခါရက်ကွက်ရွှေပြည်ရန်လုံးအမှတ်တော့ဟုတ်ကဲ့ပျော်ပွဲမြို့နယ်ရွှေပြည်ရန်လုံးအမှတ်3ရက်ကွက်ပေါ့နော်ဒီရက်ကွက်မှာရှိတဲ့နံပါတ်ဘယ်လို့တက်စင်2 အဲကိုတန့်စီသူပေါ့နော်သူကတော့ကြောက်ကက်ဆေးနေတာကကျွန်တော်တို့ဒီဟို6နှစ်ကာလောက်ရှိသွားပြီဗျအဲလောလေဒီအိမ်မှာဆိုရင် तू မိခင်နဲ့ तू လည်း2ယောက်တည်းနေတာမအေးရလဲဗျာဟိုကျမကြီးလည်းမကောင်းဘူးနော်အဲဟိုဒေါက်တာလို့ပြောလို့ရတယ်အဲသူတို့ရဲ့ဒီတိုင်အိမ်လုံးမှာဟိုဝင်ငွေမရှိဘူးပေါ့နော်ဝင်ငွေမရှိတော့ဒီဒီအလူရှင်တွေကနေပြီးတော့ထောက်ပံ့ပေးတဲ့ဆေးဘွားကလေးတွေကနေပြီးတော့မှသူကဆေးလဲကုမယ်ဒီပေါ့နော် ဟိုဒီတဲ့ကနေပြီးတော့မှပိုလက်ရှန်နဲ့ပတ်စံလေးတွေကိုလည်းစားရမယ်။အဲဒီလိုလေးနဲ့တို့ကရက်တည်နေရတာပေါ့နော်။ဟုတ်ကဲ့ကျွန်တော်ကချင်ပြည်နယ်ပူတာအိုမြို့နယ်စံမြင့်မူကနေပြီးတော့လှူထားတဲ့အလူရှင်အမကကျွန်တော်နှစ်သိန်းလှူထားတော့ရှိတယ်။တော့ဆယ်အဲ့ဒီနှစ်သိန်းနဲ့ရကုမင်းတွေနော်ကုမင်းတွေကသူမနေ့ကမဟုတ်ရတာက9000 9000နှစ်သိန်းနဲ့9000အဲ့အဲ့ဒါတို့လှူခဲ့ပြောင်းမယ်။အဲနှစ်သိန်းအဲဒါနှစ်သိန်းအချင်းပြည်နယ်ပူတာအိုမြို့ စံမြင့်မူစံမြင့်မူမိသားစုကနေလှူထားတာဟုတ်ကဲ့ဒါနှစ်သိန်းဒါကတော့ဒီမှာကိုမင်းတင်ကျော်ဝယ်ကိုမင်းတင်ဒါရောက်ဝယ်ရရနေပြီးတော့လှူပေးတာလှူဝယ်9000ဟုတ်ကဲ့ဟောဒါနှစ်သိန်းနဲ့9000အဲ့တော့ကိုဒီ